့မင်္ဂလာပါရှင်လာမှာပေါ့နော်ဒီလိုမျိုးစိတ်ပြီးဇီးမှုဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ဟိုလေးလာမှအဲလေးလာသိရှိထားမှာမိမိရဲ့စိတ်ဖြစ်စီမှုဖလူတွေနဲ့ပေါ့နော်အဲကြော်လွားနိုင်မလို့ဆိုတဲ့အကြောင်းအရာတွေကိုသုံးသပ်တွေ့ရမှာပါတူးတယောက်ချင်းစီတိုင်းမှာစိတ်ဖြစ်စီမှုတွေမတူညီသလိုပဲကြော်လွားရမယ့်နေလဲနေရာလဲတူညီမှာမဟုတ်ပါဘူးဟိုကျွန်တော်တို့ဒီအရာတွေကိုလေးလာသုံးသပ်ချင်ရပြီးကိုကိုကို ကိုယ့်ရဲ့ကလေးတွေကိုဘယ်လိုကြော်လွားနိုင်အောင်ဘယ်လိုနည်းနဲ့နေနဲ့လေ့ကျင့်ပြောထောင်ပေးမလို့ဆိုတာလေးတွေကိုသုံးသပ်လို့ရအောင်အဲကျွန်တော်တို့အတွေးလေးတွေရရှိလာအောင်ကျွန်မဒါလေးတွေကိုဆွေးနွေးပြရခြင်းလည်းဖြစ်ပါတယ်ဒီမှာဆိုရင်ဒီရေပင်ကြီးမြင်းလေးရကြတော့ stress level ပေါ့နော် stress level ကိုပြရတယ် horizontal line လေးရကြတော့သူ့ရဲ့ပေါ့နော်ဒီကအဲ performance ဒီကလိုမျိုးခြေသူ့ရဲ့လုံဆောင်ချက်တွေ လူတွေရဲ့လှုပ်ဆောင်ချက်တွေဘလို့တွေဖြစ်ပြောင်းလဲသွားတော့ဆိုတာလေးကိုပြရုပ်ကလေးပါဒီလိုမျိုးပေါ့နော်ဒီ good stress တွေရှိတယ်ရကောင်းမွန်တဲ့ဒီပေါ့နော်ဒီ stress ဆိုတာလိုအပ်တယ်ဒါမှလည်းကျွန်တော်တို့ရဲ့အဖွံ့ဖြိုးရမယ့်ဒီအကြောင်းအရာတွေကိုယ့်ရဲ့စိတ်အခြေအနေအရလည်းဖွံ့ဖြိုးလာစေမှာလည်းဖြစ်ပါတယ်ရှင် အဲ့တော့ကြတော့ဒီမှာဆိုလို့ရှိရင် stress level တွေမှာဆိုရင် तू ကတော့ဒီမှာကတော့ကျွန်တော်ဒီခေါင်းစဉ်ကတော့ तू ကတော့ go stress နဲ့ distress ပေါ့နော်။အဲ continuing ဆိုတာကကြတော့ तू ကဒီလိုမျိုးကောင်းသောစိတ်ပီစီမှုရှိတယ်။အဲဆိုးတဲ့ဖိတ် စိတ်ပီစီမှုတွေလည်းဖြစ်တယ်။ဒါတွေရဲ့ပြောင်းလဲမှုအစဉ်စဉ်ပြောင်းလဲမှုပေါ့နော်။အဲကောင်းတဲ့စိတ်ပီစီမှုကနေဆိုးတဲ့ပေါ့နော်စိတ်ပီစီမှုကိုအဲအစဉ်စဉ်ပြောင်းလဲမှုအကြောင်းလေးပါ။အဲ့ဒီစဉ်စဉ်ပြောင်းလဲမှုအကြောင်းလေးမှာဆိုလို့ရှိရင် အဲဒီမှာဆိုလို့ရှိရင်တော့ဗောနော် तू อ่ะကြတော့ဟိုဒီမှာဆိုရင်အဲ horizontal လေးမှာအဒီက human performance နဲ့လူတွေရဲ့လုံဆောင်မှုတွေရှိမယ်ဒီကကျမတို့ sorry horizontal မှာ stress တွေရှိမယ် particle မှာကြတော့ human performance နေရှိမယ်အဲ့ဒီကလိုမျိုးရှိလာပြီဆိုရင်ပထမဦးဆုံးအခြေအနေတော့သူတို့တွေကဒီသူတို့ရဲ့ motivation တွေ အဲဒါတွေကကြတော့တကယ်ကို ကောင်းမွန်တဲ့အမှာရှိနေသေးတယ်အဲကောင်းမွန်တဲ့အခြေအနေမှာရှိနေတယ်အဲကောင်းမြင်မာတဲ့အာယုံစူးစိုက်မှုတွေကလည်းကောင်းနေအဲမျော်မှန်းချက်စိတ်သက်တည်တိခဏနိုင်စွမ်းတွေကလည်းအင်မတန်ကိုကောင်းသေးတယ်ဒီအခြေအနေမှာဆိုလို့ရှိရင်ဒါတကယ်ကိုပဲတော့เนาะတကယ်ကိုအင်မတန်ကိုကောင်းတဲ့အခြေအနေပေါ့เนาะ improve ဖြစ်နေတယ် improve focus motivation တွေဖြစ်နေမယ်။အဲဒီချိန်နေမှာဆိုရင်စွမ်းဆောင်ရည်တွေလည်းမြင့်နေမယ်။အာယုံစူးစိုက်မှုတွေလည်းကောင်းနေမယ်။မျှော်မှန်းချက်တွေလည်းကောင်းနေတဲ့အခြေအနေဖြစ်တယ်။အဲဒီအမှတစင် distract ဆိုတဲ့နေရာကိုရောက်သွားပြီဆိုလို့ရှိရင်အဲသူက tipping point ကိုကျော်သွားတာပေါ့နော်။ဒီချိန်နေကြီးကကောင်းသေးတဲ့အခြေအနေ။ ကောစတက်စ်ပဲအဲ့ဒီကနေပြီးကြော်သွားပြီးတစ်ပင်းပိုင်းကိုကြော်သွားပြီးဆိုလို့ရှိရင်တော့ဆိုးတဲ့စိတ်ဖိစီးမှုတွေဖြစ်သွားပြီးအာဒါဆိုလို့ရှိရင် mentally or physical or emotional or breakdown တွေဖြစ်သွားပြီးအဲစိတ်ပိုင်းဆိုင်ရာတွေရုပ်ပိုင်းဆိုင်ရာတွေစိတ်လုံခြားခံစားမှုဆိုင်ရာတွေဟာဒါဒါတကယ်ကို breakdown ဖြစ်သွားတဲ့အဆင့်ပေါ့နော်ဒီလိုမျိုးအဆင့်တွေထိကိုရောက်သွားပြီပေါ့နော်ဒါဆိုရင်ကဲကျမတို့ရဲ့စိတ်ဖိစီးမှုဟာ တဘာဝကြီးอ่ะပေါ့เนาะဒီကအတိုင်းအတာတစ်ခုအထိဒါစိတ်ဖိစီးမှုဟာလူသားတွေရဲ့စွမ်းဆောင်ရည် human performance ကိုမြင့်တက်စေတယ်ဒါဆိုရင်စိတ်ပီစီမှုရှိခြင်းကလည်းမကောင်းဘူးလို့ပြောလို့မရဘူးကောင်းတယ်ကောင်းတဲ့အခြေအနေထိဆိုရင်ကောင်းတယ်ပေါ့နော်ဒီ tipping point ထိကျမတို့ကောင်းတဲ့အခြေအနေတွေဒါဆိုရင် good stress တွေပေါ့နော်ဒီစီမှာဆိုရင်ကျမတို့ရဲ့စမ်းဆောင်ရည်တွေလူသားတွေရဲ့စမ်းဆောင်ရည်ကိုမြင့်တင်ပေးနိုင်တယ် အာယုစုဆိုင်မှုတွေကောင်းနေမယ်ညွန်မန်းချက်စိတ်တဲ့တဲ့တိခတ်နိုင်စွမ်းနေကောင်းနေမယ်တိုးတက်နေမှာလည်းဖြစ်တယ်အဲ့ဒီ tip pin point ပေါ့နော်ဒါလေဒီအမက်ကိုကျော်သွားပြီဆိုရင်တော့ distress ဆိုတဲ့အဓိကအနီအောင်ချမ်းလေးပေါ့နော်မြားလေးတွေကလည်းအကုန်လုံး outside နေတယ်ဒီမှာတော့ကတော့ဒီ positive stress ဒီမှာတော့ကကြတော့ good stress ဒီမြားလေးတွေကလည်းအပေါ်မှာပေါ့နော်တကယ်ကိုပဲ ဘာလို့မြင့်မြင့်မာမာဖြစ်နေလဲဒီမှာဆိုရင် tip point လေးကိုကြော်သွားရင် distress ဒီဒီလိုမျိုးစိတ်ပြည့်စည်မှုတွေဆိုရင်တော့မကောင်းတော့ဘူးဒါဆိုရင်ဒါ breakdown ဖြစ်နေပြီပေါ့နော်ကြာနေပြီ ကြာနေပြီပေါ့နော်ဒီလိုမျိုးကြာနေပြီဆိုရင်ဆိုးရွားတဲ့စိတ်ဖိစီးမှုတွေပြောင်းလဲနေပြီနောက်ဆုံးပိုင်းမှာပေါ့နော်စိတ်ပိုင်းဆိုင်ရာရောကိုယ်ပိုင်းရောခံစားချက်ပိုင်းတွေရောယိုယင်းပျက်စီးလာတယ်ပေါ့ break down ဖြစ်တယ်ဆိုတာယိုယင်းပျက်စီးသွားတာပါဒီလိုမျိုးယိုယင်းပျက်စီးသွားတဲ့ခြေနေတိရောက်သွားမယ်ဒါဆိုလို့ရှိရင်စိတ်ဖိစီးမှုဟာအားလုံးဆိုးတာမဟုတ်ဘူးတင့်တင့်မြတာလို့ရှိရင်အကျိုးကျေးဇူးကိုဖြစ်ထွန်းသွားစေပြီးတော့လွန်ခဲ့နေရင်တော့ဘေးဖြစ်သွားစေတယ်ဆိုတဲ့သဘောလေးကို ပြသနေတယ်ပေါ့နော်အဓိက ghost stress နဲ့ distress လေးပါအဓိကပုံလေးကို ကြည့်ခြင်းအပြင်ကျမတို့ဒီပေါ့နော်ဟို stress တွေပေါ့ stress တွေဟာအဲကောင်းတဲ့အခြေအနေ positive stress ဆိုလို့ရှိရင်ကတော့အဲဒီမှာ good stress ပေါ့နော် positive stress ပေါ့ဒါဆိုရင်တော့တကယ်ကိုပဲ performance နေရာလဲမြင့်နေတယ်အဲနောက်တကသူ့ရဲ့ဒီ စိတ်လှုပ်ရှားခံစားမှုတွေကလည်းကောင်းနေတယ်တကြွနေတယ်ပေါ့နော်အားလုံးဆိုဒီဟာတစ်ခုကိုဖြစ်ချင်နေရကျင်နေအောင်မြင်နေဆိုတဲ့တကယ့်ကိုတတိတွေနဲ့ဆေးရတတိပြည့်ပြည့်နဲ့လှုပ်ရှားပြုမှုနေတယ်ဒါဆိုလို့ရှိရင်ကောင်းတဲ့ပြုမှုတွေအဲအဲ့ဒီအနေမှာကျမတို့ tipping point ထိရတော့ကျမတို့ဒီ stress ရှေ့ကကောင်းတယ်ပေါ့နော်ဒါကောင်းသေးတယ်အဲ့ဒီအမှတစင်း ကျော်သွားပြီဒီက tipping point လေးကိုကျော်သွားပြီဆိုရင်တော့ distress တွေဖြစ်သွားပြီဒါဆိုရင် mental or physical or emotional or breakdown တွေဖြစ်သွားပြီစိတ်ပိုင်းရောရုပ်ပိုင်းရောစိတ်လူရှားခံစားမှုတွေရောအဲ့အရာတွေကတကယ်ကိုအောက်ဒီကေပေါ်ရပျက်စီးသွားစေတာပေါ့နော်ဒါမျိုးဖြစ်သွားစေရယ်အဲ့ဆိုရင်ကျမတို့ရဲ့ stress level တွေကိုထိမ့်သိမ့်မှုလိုအပ်သွားပြီဆိုတာကိုဒီက grass clay ပေါ့နော်ဒီက picture လေးကိုကြည့်ခြင်းအပြင် သိရှိလာပြီအဲသိရှိလာလိမ့်မယ်လို့ကျွန်မအနေနဲ့မျှော်လင့်ပါတယ်ရှင်။ဒါဆိုရင်ကျွန်တော်တို့ရဲ့ stress level က tipping point ကိုကျော်လို့မဖြစ်ဘူးပေါ့။ tipping point ကိုမကျော်ဘဲနဲ့ဒီကအစိမ်းအောင်ဘက်ချမ်းမှာပဲ ကျမတို့ရဲ့ stretch တွေကိုတကယ်ကိုကောင်းကောင်းနဲ့ပေါ့နော်အာယုံစူးစိုက်မှုအားတွေကောင်းမယ်အဲလှုပ်ရှားဆောင်ရွက်မှုတွေကောင်းမယ်ပေါ့နော်ဒီကစူးစိုက်မှုအားတွေကောင်းမယ်ကောင်းကောင်းနဲ့ကျမတို့ရဲ့လုံဆောင်တဲ့လုပ်ငန်းဆောင်တာတွေကိုပြီးမြအောင်ဆောင်ရွက်လို့ရမယ်ကလေးတွေကိုလည်းဒါမျိုးတွေဖြစ်အောင်လေ့ကျင့်ပေးကြရမယ်အဲသူတို့ကို stretch ပြည်စည်းမှုပေးတဲ့အခါမှာလည်းလွန်လွန်မင်းမင်းဖိအားတွေမပေးဘဲနဲ့ပေါ့နော်အဲသူ့ရဲ့လိုအပ်တဲ့လောက်ကလေးကိုပဲပေးခြင်းအားဖြင့်သူတို့ရဲ့စမ်းဆောင်ရည်တွေဖွံ့ဖြိုးအောင် ခုန resilience ဆိုတဲ့ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်ခိုင်မာလာအောင်လေ့ကျင့်ပေးကြရမှာဖြစ်ပါတယ်ရှင်။အဲအဲ့တော့ကြတော့ဒီလိုမျိုးအခြေအနေပေါ့နော်တကယ်ကိုပဲစိုးရတဲ့ဖိအားတွေနဲ့ဆိုရင်တော့အဲဘယ်ရာမှမကောင်းတော့ဘူးဒီ tipping point ဆိုတဲ့ မြင်းလေးကိုကြော်သွားပြီဆိုရင်တပြေးတပြေးနဲ့ break down နေဖြစ်သွားမယ်အဲ့လိုမျိုးမဖြစ်အောင်လေ့ကျင့်ပေးကြရမယ်ဒါကြောင့်ကလေးတွေရဲ့အပြုမှုအပြုသဘောဆောင်တဲ့ကလေးတွေကအပြုသဘောတရားမှုရှိတဲ့ဖီစီးမှုနည်းနည်းပါးပါးလိုအပ်ပါရဲ့တဲ့လူတိုင်းမှာလိုအပ်တာပါဒါကိုသူတို့ဖွံ့ဖြိုးဖို့ပဲဆိုတာလေးကိုလည်းသိရှိထားဖို့ကျွန်တော်တို့သိရှိဖို့လိုတယ်အုတ်တင်းသူလူကြီးမိသားစုကလေးကိုပြုစောင့်ရှောက်တဲ့သူတွေသိရှိထားဖို့လိုတယ်ကလေးတွေကလေးတွေရဲ့အပြုသဘောဆောင်တဲ့ အဲတက်ရောက်မှုတွေအပြူသဘောတက်ရောက်မှုတွေရှိရဖီစည်းမှုနည်းနည်းပါးပါးလိုအပ်တယ်ကလေးတွေကိုအပြူသဘောဆောင်တဲ့စိတ်ဖီစည်းမှုအနည်းနည်းပါးပါးတော့လိုအပ်တယ်အဲ့ဒါတွေဖွံ့ဖြိုးလိုအပ်တယ်ဖွံ့ဖြိုးအောင်လေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါတယ်ဒါကြောင့်အပြူသဘောဆောင်တဲ့စိတ်ဖီစည်းမှုအနည်းငယ်လိုအပ်တယ်အဲ့လိုအပ်တဲ့စိတ်ဖီစည်းမှုအနည်းငယ်ကိုဒါဖတ်တီးပေးရမယ်လှူဆောင်ပေးရမယ်လှူဆောင်ပေးရင်းနဲ့အတူသူတို့တွေရဲ့အဓိကပေါ့နော်ဒီ ကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်တွေပါဖွင့်ပြအောင်လေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါရဲ့ရှင်ဒီထဲမှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ပေါ့เนาะကျွန်တော်တို့ဒီမှာဆိုရင်အပြူသဘောဆောင်တဲ့စိတ်ဖိစီးမှုတွေအပြူသဘောဆောင်တဲ့စိတ်ဖိစီးမှုမှာဆိုရင် positive stress ရှိပေါ့เนาะမပြင်းထန်မှု stress ကတိုးတောင်းနေ stress တော့ဖြစ်နေပြီဒီလိုမျိုးမပြင်းတော့မပြင်းထန်ဘူး to down နဲ့ stress ဖြစ်နေပြီဆိုရင်ခယူဆိုင်တဲ့လူကြီးတယောက်ရဲ့ကူညီမှုလိုအပ်ပါတယ်တဲ့ခယူဆိုင်ပေးတဲ့လူကြီးမိဘအုပ်ထိန်သူဆရာသမားကလေးကို ပြုစုဆောင်ရှောက်တဲ့သူတယောက်ယောက်ကတော့အကူအညီပေးဖို့လိုအပ်ပါတယ်เออဒါမှသာသူ့ရဲ့ stress တွေကိုပေါ့နော်ဘလို့နီးလဲနဲ့ကျွန်တော်တို့ကြော်ရွားမလို့ဆိုတော့အဲအခြေအနေတွေကိုရရှိလာစေမှာဖြစ်ပါလေရှင် ဥပမာပေါ့သူတို့ចောင်းစားတက်တဲ့နေ့အဲမူရိုចောင်းကိုစသွားတဲ့နေ့ဆိုရင်အိမ်ကနေចောင်းကိုသွားတာဆွတ်ရှိတာပဲကလေးတွေဟိုကျွန်တော်တို့လူကြီးတွေကကျွန်တော်ရှေ့ပိုင်းမှာဆွေးနွေးတဲ့ slide တွေထဲမှာကျွန်တော်ဆွေးနွေးခဲ့ဘူးလေသူလူကြီးတွေကကိုယ်ပဲစိတ်ပြည့်စုံမှုတွေရှိတယ်ကလေးတွေကတော့လူကြီးမိဘရဲ့အုပ်ထင်းသူအောက်မှာ လူကြီးမိဘကျွေးလိုက်တဲ့အဲထမင်းနဲ့ဟင်းအစာအာဟာရအောက်မှာအရေးအဝါဒအောက်မှာ အရေးအာအဝါဒရဲ့အောက်မှာနေရတာဖြစ်တဲ့အတွက်သူတို့မှာ stress မရှိဘူးလို့ပဲမြင်တတ်ကြတယ်ကျွန်တော်ဒီအကြောင်းအရာတွေကိုလေ့လာကြရပြီဘယ်ဟုတ်မလို့ကလေးတွေမှာလည်းပဲစိတ်ဖိစီးမှုတွေရှိတယ်။အဲ့စိတ်ဖိစီးမှုတွေကကောင်းတဲ့စိတ်ဖိစီးမှု positive stress အနေနဲ့ပဲရှိနေအောင်တကယ်ကိုလွန်ကဲတဲ့အဆင့်ကိုမရအောင်ဂယုဆိုင်တဲ့လူကြီးတယောက်ရဲ့အကူအညီကတကယ်ကိုလိုအပ်ပါတယ်ရှင်။ အဲ့လိုမျိုးလိုအပ်တယ်ဥမာကြောက်စတဲ့တဲ့နေကြောက်စတဲ့တဲ့နေဆိုအိမ်မှာ तू လွတ်လွတ်လပ်လပ်နေရတာနေ तू နဲ့မရင်းနှီးတဲ့နေရာတစ်ခုကိုသွားมาဖြစ်တဲ့အတွက် तू မှာစိတ်ဖိစီးမှုတွေဖြစ်နေပြီဒီစိတ်ဖိစီးမှုက positive stress ပါဒီ positive stress ကိုအဲဂယုဆိုင်တဲ့လူကြီးတယောက်ရဲ့အကူအညီရဲ့တကယ်ကိုကောင်းမွန်တဲ့ အကြောင်းအရာတွေဖြစ်လာအောင်အဲသူ့ရဲ့စိတ်လှုပ်ရှားခံစားမှုတွေဖြစ်လာအောင်ပုံမကောင်းမွန်တဲ့လုပ်ရက်တွေဖြစ်လာအောင်ပံ့ပိုးကူညီပေးဖို့ကလိုအပ်တာဖြစ်ပါရဲ့ဒါကြောင့်ကျောင်းဆက်တက်တဲ့နေ့မှာလဲသူ့ဒီကလေးတွေမှာဒီလိုမျိုးစိတ်ပီစီမှုခံစားချက်တွေရှိတာဖြစ်ပါတယ်ရှင်အဲ့လိုပဲနောက်ကာကွယ်ဆေးထိုးခံရတဲ့နေ့တွေနားလာပေါ်အကြီးနဲ့တကယ်ကိုအသားနုနုလေးကိုကျမတို့လူကြီးတွေတော့ဆေးထိုးခံရတဲ့အခါမှာနာကျင်သေးတာပဲကလေးလဲသူ့ရဲ့အသားနုနုလေးကို ဒီလိုမျိုးအဲ့နဲ့စီတို့ခံရတယ်စီးရဲ့အရှင်ရလဲသူ့ရဲ့ကလေးရဲ့ဒီခန္ဓာကိုယ်နုနေတဲ့ပုံမှာတက်ရောက်မှုတွေရှိရဲအဲ့တဲ့တဲ့သူတို့တွေငိုကြွေးတယ်အဲပေါ်တော့ဒါမျိုးတွေဖြစ်တယ်ဒါဆိုရင်သူတို့ကိုဂယုဆိုင်တဲ့လူကြီးတယောက်က တကယ်ကိုအရေးတယူနဲ့ပြုစုဆောင်ရှောက်ပေးဖို့လိုအပ်တာလည်းဖြစ်ပါတယ်ဒါမှသာသူတို့တွေရဲ့ခုနပေါ်တော့အဲအကြောင်းဖြစ်ပေါ်လာတဲ့ဒီက positive stress တွေဟာ အဲဒီကဲကိုပေါ့နော်ဟိုဒီကဲကို negative stress မဖြစ်ပဲနဲ့ပေါ့နော် distress ကိုမရောက်ဖဲနဲ့ good stress အစ်စ်မှာပဲသူတို့တွေနေနေမှာဖြစ်တယ်အဲ့တော့ကောင်းမွန်တဲ့စိတ်ဖြစ်စည်းမှုအစ်စ်မှာပဲသူတို့တွေကဒါကိုဘလို့ကြော်လွားမလို့ဆိုတဲ့အခြေအနေတရက်ကိုသူတို့ရဲ့အတိထဲမှာရိုက်ကလေးတွေရဲ့အတိထဲမှာရရှိသွားပြီးတော့ဟိုပေါ့နော်ကျမတို့ tipping point ဆိုရဲဟိုဘက်ကဒီဘက်က distress ဆိုရယ်မကောင်းတဲ့စိတ်ဖိစီးမှုအဆင့်ကိုရောက်မသွားမှာဖြစ်ပါတယ်ရှင်။အဲ့တော့ကျွန်တော်တို့ရဲ့အပြုသဘောဆောင်တဲ့စိတ်ဖိစီးမှုတွေကလေးတွေမှာရှိနေတဲ့အပြုသဘောဆောင်တဲ့စိတ်ဖိစီးမှုတွေဟာမပြင်းထန်မှုတူတောင်းတဲ့အဲ့ဒီအခြေအနေမှာကုညီဆောင်ရှောက်တဲ့ use design ကျုပ်စုဆောင်ရှောက်နေတဲ့လူကြီးတယောက်ရဲ့အကူအညီလိုအပ်တယ်အဲ့အားလေးကလည်းရေးကြည့်ပါတယ်ရှင်။သူတို့ကိုအမြဲတမ်း ကဲဂယူဒီဇိုင်းနဲ့ပြုစုစောင့်ရှောက်ပေးနေဖို့လိုအပ်တာဖြစ်ပါတယ်ရှင်။အဲ့ဒီမှာခံနိုင်သေးတဲ့စိတ်ပစ္စည်းမှုတွေဒေါ်လာရေးပဲ stress သူခံနိုင်နေရဲ့ဒီလောက်မျိုးဒီခုနလိုမျိုးပေါ့နော် stress တဲ့နည်းနည်းတော့မြင့်လာပြီပိုပြီးတော့ပြင်းထန်တယ်အဲနည်းနည်းကြာရှည်မဟုတ်တော့ကြာရှည်ရောမဟုတ်ဘူးတူတာလည်းမဟုတ်ဘူးပေါ့နော်ဒီအဆင့်မှာဒီအဆင့်ကြီးကိုပဲခံနိုင်ရှိသေးတယ်အဲပေါ့နော်ဒီလိုမျိုးခံနိုင်သေးတဲ့စိတ်ဖြစ်စည်းမှုအဆင့်မှာဆိုရင် ပို့ပြီးတော့ပြင်းထန်လာတယ်ကြာရှည်တော့မဟုတ်သေးဘူးအဲ့ဒီအချိန်မှာအရေးကြီးဆုံးလိုအပ်တာကဂယုစိုက်တဲ့လူကြီးတယောက်ရဲ့အဲစီမံခန့်ခွဲနိုင်တာပေါ့နော်စီမံခန့်ခွဲပေးနိုင်တာသူ့ကိုနှစ်သက်ပေးနှစ်သိမ့်ပြီးတော့ပေးနိုင်တာချစ်ခင်နှစ်သက်မှုတွေအေးပေါ့နော်ဘလို့ရှိရဲဆိုတာအစားထိုးပြသနိုင်တဲ့ဒုတိယရောက်လိုအပ်တာဖြစ်ပါတယ် အဲ့တော့ဘီလိုချင်းနေမျိုးတွေမှာဒီလိုပြင်းထန်တဲ့စိတ်ပီစီမှုတွေဖြစ်တော့ဆိုရင်ချစ်ခင်နှစ်သက်တဲ့သူတွေမိမိတို့ရဲ့အဲအဖေနဲ့ခွဲလိုက်ရတာတို့မိမိရဲ့အမေနဲ့ခွဲလိုက်ရတာတို့ဒါမှမဟုတ်ရင်ပြင်းပြင်းထန်ထန်ပေါ့နော်လက်ချီလက်တွေကျိုးသွားတာတို့ထိခိုက်မိသွားတာတို့ဒီလိုချင်းနေမှာဆိုရင်သူတို့ပိုပြင်းထန်တယ်ကြာရှည်စွာခံစားရတယ်လေဖြူကလေးလေးတွေလက်ကျိုးတာတွေပဲရှိတယ်လေဒါမျိုးဆိုရင်သူတို့မှာချက်ချင်းတန်းပြောင်မသွားဘူးစီးထိုးလုံးကတော့စီးထိုးတာခဏနေပျောက်သွားတာ အဲဒီလိုမျိုးပေါ့နော်တကယ်ပြင်းပြင်းထန်ထန်ခိုင်းမိတဲ့အခါမှာဒဏ်ရာအနာတွေရတဲ့အခါမှာချက်ချင်းတန်းပြောင်မသွားဘူးနောက်တစ်ခါမိမိ chicken နစ်တဲ့သူကိုပေါ့အဝေးကိုတနည်းရဟိုခྱི་ထွက်သွားတာမျိုးတွေဒါမျိုးတွေမှာဆိုရင်သူတို့မှာအဲစိတ်ပီစီမှုကပိုပြီးတော့ပြင်းထန်တယ်ရှည်ကြတယ်အဲရှည်ကြတတ်တယ်ပေါ့နော်လုံးဝအရှည်လျားရကြီးအများကြီးရှည်ကြတာမဟုတ်ဘူးအနည်းငယ်တော့ရှည်ကြတတ်တယ်ဒါမျိုးဆိုရင်ဒီလိုမျိုးစိတ်ပီစီမှုဖြစ်နေပြီဆိုရင်ဂယူးဒီဇိုင်းနဲ့ပေါ့နော် ပူညီပေးမဲ့လူကြီးတယောက်ရဲ့စီမံခန့်ခွဲနိုင်မှုဟာတကယ်ကိုအရေးတကြီးလိုအပ်တာလည်းဖြစ်ပါလေရှင်ဒီလိုမျိုးစီမံခန့်ခွဲပေးရင်းနဲ့မှာသူခံစားနေရတဲ့စိတ်ပိစီးမှုပြင်းထန်ချက်တွေသူခံစားလိုက်ရတဲ့နော်ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေကို အဲခုလိုမျိုးပေါ့နော်စိတ်ဖိစီးမှုဖြစ်ပေါ်လာတာတွေကိုဘလို့ကြော်လွားမလို့ဆိုတော့သူ့ရဲ့အတွေ့အဲမှာဒါရင်းနှီးတွယ်တာချစ်ခင်မှုတွေနဲ့တူပေါ့နော်ခုနပြင်းထန်တဲ့ stress တွေကိုရောကြစေမှာလည်းဖြစ်ပါလေရှင်ဒါဆိုရင်ခံနိုင်သေးတဲ့စိတ်ဖိစီးမှုပုံမနှဲငယ်ပြင်းထန်တဲ့စိတ်ဖိစီးမှုတွေကိုလူကြီးတယောက်ရဲ့အကူအညီရင်းနှီးချစ်ခင်နှွေးထွေးမှုတွေနဲ့ ရော့ကြအောင်ဒီ stress တွေကိုကျော်လွှားနိုင်အောင်လေ့ကျင့်ပေးရမယ်။ဒါဆိုရင်ဒီလိုမျိုးပေါ့နော်တကယ်ကိုဒီလိုမျိုးခက်ခဲတဲ့ stress တွေကိုတို့တွေကျော်လွှားနိုင်မှုဆိုရင်ကလေးတွေမှာရှိနေတဲ့ resilience ဆိုရဲကြံ့ကြံ့ခံနိုင်မှုစိုင်းရည်တွေလည်းမြင့်မားလာစေမှာလည်းဖြစ်ပါရဲ့ရှင်။အဲ့တော့ဒီလိုမျိုးပေါ့နော်။ the resilience ဆိုတဲ့ကြံ့ကြံ့ခံနိုင်မှုစွဲရည်တွေမြင့်မားလာဖို့အတွက်တူးတူးတယောက်ချင်းလူတိုင်းမှာလူတိုင်းမှာပါ ကလေးပါဝင်လူတိုင်းမှာရှိနေတဲ့ stress တွေရဲ့အကြောင်းကိုလည်းကျမတို့လေ့လာသုံးသပ်ပြီးတော့ပေါ့နော်အဲလေ့ကျင့်ပြောထောင်ပေးဖို့လိုအပ်တယ်ဒီလိုမျိုး stress တွေမှာလည်းပဲကောင်းမွန်တဲ့ stress တွေရှိတယ်လို့ပဲလွန်ကဲသွားရင် tipping point ကိုကျော်သွားပြီဆိုရင်တော့ဒါပြင်းထန်တဲ့စိတ်ဖိစီးမှုတွေဖြစ်သွားမယ်ပြင်းထန်တဲ့စိတ်ဖိစီးမှုအဆင့်ကိုမရအောင်လူကြီးမိဘတွေရဲ့မြို့သူဆောက်ရှောက်တွေတဲ့သူတွေရဲ့ကုညီလမ်းညွန် အဲဆောက်ရှောက်ပေးမှုပါလေတကယ်ကိုပဲအရေးတကြီးနဲ့အရေးတယူရှိပေးဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုကျမယနေ့ဆွေးနွေးပေးရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပြန်ပြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်